အားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာဒီပါလဲဟောပါအနုပညာရှင်တွေကစိတ်ကောင်းစီရဲ့ဖီအားနဲ့သူတို့ကစကားရိုက်တဲ့ဟာဟိုဒီဂျောညာတွေရိုက်ခဲတဲ့ဟာတွေတွေ့တယ်လူကပွဲကစားနဲ့အဲ့ဒီထဲမှာအောင်ခံအောင်ခိုင်တို့မြင့်မြတ်တို့နေဝင်းတို့တော်လက်တို့ကပမာတွေပါပဲ နေသိုးလဲပါတယ်ကျူးလေးရခိုင်ကတော့ကျူးလေးနဲ့နေသိုးလို့ပြောမှာပေါ့အဲ့ဒါကိုကျွန်တော်ပြောမယ်ဒီကအဘွားဖုန်ကြီးပေါ့နော်ຫນွေဥတော်တော်လှန်ရေးဖုန်ကြီးဆိုတဲ့လူနေသိုးမိုက်ကိုမေကိုလို့ဆိုပြီးမှဖုန်ကြီးတယောက်ကဒီလောက်ရိုင်းဆိုင်တဲ့စကားလုံးမတုံတင်ပါဘူးဖုန်ကြီးကရုံတုံးပြီးမှတင်ကောင်းဝတ်တဲ့ဖုန်ကြီးတပါးကအနေနဲ့ နေတော့ကိုမေကိုလို့ဆိုပြီးမှ ရေးတဲ့ဟာကြီးရတော့မလွန်လွန်းဘူးလားကွာပြီးမှဆဲတဲ့လူကလည်းအဲ့ကျူးလေးနဲ့နေတော့နေရောက်ပဲတော်ကျူးလေးနဲ့နေတော့ပဲရခိုင်လူမျိုးဖြစ်လို့ဆိုတဲ့ပုံစံနဲ့ဆဲသွားကြတယ်အဲ့ဖုန်ကြီးပြောတဲ့အအထဲတွေမှာလည်းကြည့်လိုက်နေနေဝန်းတော့အောင်ခိုင်တော့နော် ်ပြီးမှဟိုတော်လက်တော့မြင့်မြတ်တော့မပါဘူးမျက်နာမလိုက်ကြနဲ့ဒီအလုတ်ကိုလုတ်နေတဲ့အသူအချင်းချင်းတောင်မှခမရတို့မျက်နာလိုက်မှတော့ရခိုင်လူမျိုးတွေကလည်းပြောမှာပေါ့လူမျိုးရင်းနဲ့တိုက်ခိုက်တယ်လို့ပြောမှာပေါ့ဥပမာကျွန်တော်အချင်းလူမျိုးချင်းလူမျိုးထဲမှာမင်းသမီးတွေရှိတဲ့ဟာအစိုးရတွေရှိတဲ့ဟာတွေ အဲ့ထဲမှာပါကြည့်ပါလားချင်းတဲ့တဲ့လာပြောရင်ငါတို့လည်းကြိုက်မှာမဟုတ်ဘူးမင်းတို့ပမာတို့ရလေလေတဖက်ပိတ်တဖက်ပိတ်တဖက်ပိတ်တမာတို့အယံများတယ်ဖုန်ကြီးကအစနော်ကျွန်တော်ကပမာမလို့ပြောတာမဟုတ်ဘူးဒါပေမဲ့မင်းတို့ပြောတဲ့ဟာတွေကအယံလွန်သွားပြီအယံလွန်သွားပြီအဲ့လိုမျိုးကြီးရတော့ခမရတို့လောက်တာမကောင်းဘူးဖုန်ကြီးကအစ ကျွန်တော်တို့ပြောမယ်စိတ်တော့မဆိုးကြနဲ့အညီအကိုပမာတွေဒီမြန်မာနိုင်ငံတော့စုပ်ပြတ်တဖြစ်အောင်လဲခမရတို့ပမာတွေပဲဖန်တီးတာဒီနိုင်ငံမှာလူလူနဲ့တူအောင်နေလို့မရအောင်လဲခမရတို့ပဲဖန်တီးတယ်တခုခုပြောမယ်ဆိုရင်လဲခမရတို့ပဲတခိုးတော်မှာတထေးဖြစ်အောင်လုပ်တာလဲခမရတို့ပဲ တခိုးတက်သေးဖြစ်အောင်လုပ်တာခမရတို့ပဲလေစစ်ကောင်စီတို့ကတခိုးတွေလေအဲ့ဒီခမရတို့ဘောမာရလဲခမရတို့ပါပဲအဲ့ထဲမှာတိုင်းရင်သားတို့ရဟိုနောက်ကနေလိုက်လာတယ်ဘာလို့လဲဆိုတော့သူတို့လည်းစားကော့လိုချင်တာဟုတ်อืมမြန်မာနိုင်ငံမှာလူဦးရေအများဆုံးခဲကယူအားတဲ့လူအများဆုံးလဲဗမာတွေပဲ ျွန်တော်ပြောတာကျွန်တော်အမှန်ပြောလို့ခင်ဗျားတို့တော့ခားမယ်ဆိုရင်လဲကိစ္စမရှိဘူးအမုန်းခံပြီးမှပြောမယ်နှစ်ပေါင်းခုနှစ်ဆယ်ကျော်တီအတွန်းမှာနစ်လာတာအာနာသိမ့်လိုက်ပြန်ပေးလိုက်အမျိုးမျိုးလှုပ်လိုက်တာလဲမင်းတို့ပမာလူကြီးတွေပဲအထူးတစ်ဖြစ်အောင်ဆန်းစုကြည်တို့ဦးဝင်းမြတ်တို့တမရာကြီးတွေဖမ်းတာလဲမင်းတို့ပမာလူမျိုးတွေပဲ မင်းတို့ပမာလူမျိုးတို့အချင်းချင်းဖြစ်တဲ့ပြဿနာမှာသူတို့တိုင်းသားတို့ရရောင်ချာချာလေပြီးမှဟာလာဟိုဖက်ပါမလို့လို့ဒီဖက်ပါမလို့လို့ဟိုဖက်မပါလိုက်ဒီဖက်မပါလိုက်ဒီဘဝနဲ့ကျွန်တော်တို့နှပေါင်းခုနှစ်ဆယ်လဲလာရလဲနေကြတယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကပမာတွေကြောက်ပြောရင်ခင်ဗျားတို့ခံပြင်းတယ်အခုရခိုင်ဖက်မှာရက်တီတာမဟုတ်ဘဲနဲ့ခင်ဗျားတို့နေတိုးကိုတော်မှာဖုန်ကြီးတပားဖြစ်ပြီးမှာ ်သင်ကန်းနော်သင်ကန်းလူကကိစ္စမရှိဘူးခမရတို့ဝတ်ထားတဲ့သင်ကန်းကဘလောက်မြင့်မြတ်လဲဆိုတော့ခမရတိတလားဖုံကြီးတပားအနေနဲ့တီသင်ကန်းကိုခြုံရဲ့အသားနဲ့နေတို့ကိုမေကိုလို့ဆိုတဲ့စကားလုံးကိုရေးသွားတာငါတော့မင်းအကောင့်လို့ကြည့်တော့အော်တော့အော်အရင်တော့ကျွန်တော်မင်းကိုအားပေးခဲ့ဘူးတယ်ဒါမဲ့ အရင်တော့လည်းတခါတလေကျွန်တော်ဝေဖန်ခြင်းနဲ့တာမက်ကွာထားလိုက်ဆိုပြီးမှအမြဲတမ်းထားဖြစ်တယ်ဒီတခါတော့ပြောပြရစီများတော့များလုံးပြီဖုံကြီးတပားဖြစ်ပြီးမှမင်းတို့ဖုံကြီးတွေပဲစစ်တဘောမှလာလေဖုံကြီးဒီမိုကရေစီလိုလိုဘာလိုလိုနဲ့ခမရတို့ဖုံကြီးတွေအရန်ဆိုးတယ်ပေါ့ကူရောတို့ပါညာတို့ဆိုလို့ရှင်လေစစ်တဖက်ကပါတဲ့လူတွေတီကောင်နဲ့တင်ကန်းဝတ်အာမနာဘူးခမရတို့ဝတ်ထားတဲ့ဟာကဒီဟာခမရတို့ ရှိခိုးနေတဲ့တန်ဖိုးရှိတဲ့တကယ့်ကိုလေးစားအပ်တဲ့တကယ့်ကိုနိဗ္ဗာန်ရောက်နိုင်တဲ့ဆိုတဲ့ဆိုပြီးမှခမရတို့ယုံကြည်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဖယားဝတ်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဟမ်အောပါရဲကွာဖုန်ကြီးတပါ အနေနဲ့မေတ္တာစုမေတ္တာပို့ပြီးမှဆူတောင်းပေးရမှာဒီလိုမဖြစ်ဖို့ဒီလိုမလောက်ဖို့ပေါ့တင်ကန်လဲဝတ်တယ်တင်ကန်မဝတ်ဘူးဆိုလို့ရှိရင်တော့ဖုန်ကြီးထွက်ပလိုက်ပေါ့တခါတည်းနဲ့ဖုန်ကြီးထွက်ပြီးမှကြိုက်တယ်လို့ပြောရတယ်ဖုန်ကြီးတပားမှာခရစ်ယာမှာဖြစ်ဖြစ်မွတ်စလင်မှာဖြစ်ဖြစ်ဗုဒ္ဓမှာဖြစ်ဖြစ်တီဟာကိုထင်းကိုထင်းရမယ်ခမရတော့မထင်းတော့ခမရတော့ ဒီဝစီကိုမထိနိုင်တော့ဂျန်နဲ့အလုံးကလည်းပိုးပြီးမှအတူယူပြီးမှကြိုက်တယ်လို့လုပ်နေတယ်ခရစ်ယာန်မှလည်းဒီလိုမျိုးရှိတယ်ဗုဒ္ဓမှလည်းရှိတယ်ဟိန္ဒူမှလည်းရှိတယ်မွတ်စလင်မှလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒါမှကြိုက်တာဦးဆောင်ဘာသာရေးပိုင်းမှာတကယ်အလေးထားနေတဲ့လူကြီးပိုင်းပြောမယ်ဆိုဖုန်ကြီးတွေပေါ့ခမရတို့ဒီလိုနေမှာတော့အောက်ခြေကားတွေဆိုတော့ခမရတအူးကြောင့်မဟုတ်ဘူးလူတွေ ကျွန်တော်ပြောတာတဦးပဲပြောတာဒါပေမဲ့ပျက်စီးတာကလူအများကြီးပျက်စီးတယ်ခရိယာမှာလည်းဒီလိုပဲကျွန်တော်ခရိယာမှာလည်းတရားဟောတာလွဲသွားတာနဲ့သူတယောက်တည်းမဟုတ်ဘူးပါတဲ့အနောက်ကထောင်နဲ့တောင်းတဲ့လူတွေအယူလွဲကုန်တာဒါကြောင့်ခမရတို့ဖုံကြီးတွေဆိုအတော်တတိထားပါဖုံကြီးဖြစ်ပြီးမှတင်ကောင်းကရဲ့အသားနဲ့တောင်မှကိုမေကိုလို့လို့ရေးရဲတယ်ဆိုလို့ရှိရင်တော့မင်းကြောက် မင်းမေပြန်လို့ဆိုလို့ရှိရင်တော့ခမရချိုက်မလားဖုန်ကြီးတပါနော်အိမ်ထောင်မပြူဘူးမိမမယူဘူးဆိုတဲ့လူကဒီလိုစကားလုံးတုံးနေဆိုကြရရနဲ့မှားတယ်မှားတယ်ကျွန်တော်ကတော့ကန့်ကောက်တယ်မချိုက်ဘူးဖုန်ကြီးတပါကိုဖုန်ကြီးတပါဆိုပြီးမှຫນွေဥတော်ထန်ရေးဆရာတော်ကြီးဆိုပြီးမှနာမည်ကြတော့မဲ့ထားလိုက်တယ်ကျွန်တော်တို့တော့လေးစားလာတာအရင်တော့ တာတော်မစကားပြောတာလွန်တဲ့ဟာတွေအများကြီးရှိတော့ကျွန်တော်ကမပြောဘူးတခါမှကျွန်တော်ကွန်မန့်လည်းမပေးဘူးနားထောင်ပေးတယ်အေးဖုန်ကြီးလည်းလူပဲတခါတလေဆန်းတော့ရှိမှာဗောလို့ဒါနဲ့ပဲကျွန်တော်ကအဲအခုကျတော့ခမည်းတော်လွန်သွားပြီအောင်ခိုင်တို့မြင့်မြတ်တို့ကြောနေဝန်တို့ကြောဗမာမလို့မပြောတာလားလို့ကျွန်တော်ပြန်မေးမယ်ဆိုလို့ရှိရင်ဘဘဝိုင်းနိုင်ခမည်းတော်6ဟောမှာအဲ့လောက်ပဲပြောမယ်ถ้าပြောရင်တော့လွယ်မှာမဟုတ်ဘူး